โอเคပါကျွန်တော်ချက်စင်းကိုအားပေးနေကြရဗရာသားညီကိုပြိသက်တီအားလုံးပဲမင်္ဂလာပေါင်းနဲ့ခံကြောင်းကြပါစေပေါ့နော်ဆိုတော့ဗာပဲပြောတာကျွန်တော်မနေ့ကချက်စင်းနဲ့လက်စတာစီးတီးတင်းနဲ့ပွဲစဉ်မှာရုံရင်ကန်ရင်းနဲ့ပဲကျွန်တော်ချက်စင်းကလက်စတာစီးတီးတင်းကိုအသင်းရဲ့အိမ်ကွင်းမှာတကူခုံးရှိဆိုတဲ့ရလက်နဲ့အနိုင်ရရှိခဲ့တာဖြစ်တယ်ပေါ့နော်အဲဆိုတော့နှစ်ပိုင်းကတော့အမြဲတမ်းကွဲနေအောင်ပါပဲပေါ့နော်အဲ့ဒါဗာလဲဆိုတော့တစ်ပိုင်းကတော့ကျွန်တော်နိုင်လို့ပြောရတယ်ပေါ့နော်နိုင်လဲနိုင်တဲ့အနေအထားမျိုးမှာရှိတယ်နိုင်လဲနိုင်တယ် အဲ့အတွက်ပြောရတယ်ဒါပေမဲ့အလုံးသီးအတိုင်းလက်စတာစီးတီးကကျွန်တော်တို့အဲဒီနောက်ပိုင်းမှာဆိုလို့ရှိရင်သူကလုံးဝဟိုရှုံးပွဲကိုဒါ6ပွဲလောက်ကိုဆက်ထားတဲ့အသင်းမျိုးဖြစ်နေတဲ့အနေထားတစ်ခုမှာအဲချက်စီးသင်းနေနဲ့ကစားတဲ့နေရာမှာပေါ့နော်နည်းနည်းလေးဟိုအตาစည်းကနေ struggle လုပ်နေရတယ်ဆိုတော့ပုံစံမျိုးလေးတော့ကျွန်တော်တို့ခံစားရတယ်ပေါ့နော်ပြောရရင်ကျွန်တော်မျောလင့်ထားတာထပ်ပို့ပြီးတော့ dominate လုပ်နိုင်ရမယ့်အပိုင်းနေမှာတော့ချက်စီးသင်းက အပြည့်ဝပြည်သက်တွေအာတီတာကိုဖြည့်ဆွမ်းတဲ့နေရာမှာတော့လိုအပ်ချက်ရှိတယ်လို့ပဲကျွန်တော်ကတော့မြင်နေပေါ့နော်။ဒါပေမဲ့သာသမားတွေအနေနဲ့တော့စူးစမ်းလာတဲ့အပိုင်းတွေ တွေ့ရတယ်။နောက်ပြီးတော့ဒီပြီးခဲ့တဲ့ရပ်ပိုင်းတွေမှာပေါ့အထူးသဖြင့်နိုင်ပွဲတွေမရဘဲနဲ့ဒါကြောင့်ရုံးကန်နေရတဲ့အချိန်မှာပြည်သက်တွေရဲ့ PR တွေကိုလည်းသူတို့အနေနဲ့ကောင်းကောင်းကြီး awareness ဖြစ်ဖြစ်နဲ့ ဒါပြန်လဲပြီး queue site ပြီးတော့တေချာလေးအာယုံ site ပြန်ကစားလာရတယ်ဆိုတာကတော့ကျွန်တော်တို့လက်ခံရမယ်ဆိုတော့အနေထားမျိုးလို့တော့ကျွန်တော်ထင်တာပဲဖြစ်တယ်။ဆိုတော့မနီးကပွဲစဉ်မှာတော့ Chelsea တင်တွက်အနိုင်ဂိုးပေါ့နော်တလုံးသွင်းတော့အနိုင်ဂိုးကိုသွင်းယူပေးခဲ့တာကတော့ Max Cucurella ဖြစ်တယ်။ Cucurella အနေနဲ့မနီးကပွဲစဉ်မှာတော်တော်လေး hungry ဖြစ်ဖြစ်နဲ့ ကစားနေအောင်ကျွန်တော်တွေးရတယ်အဲသူ့ရဲ့ထုံးစံတိုင်းပဲပေါ့နော်ခံစစ်ကစားတဲ့နေရာမှာဆိုလို့ရှိရင်လည်းတကယ်ကိုဒါ aggressive ဖြစ်ဖြစ်နဲ့တစ်ဖက်ကတိုက်စစ်ကစားသမားတွေကို hunter မျိုးတွေလုတ်တယ်တိုက်စစ်လိုက်တဲ့နေရာမှာလည်းကျွန်တော်ပြောခဲ့သလိုပဲ Maraska ရဲ့ plan ထဲမှာတော့ကူကူရဲလာဟာတကယ်ကိုရွှေပဲပေါ့နော်ဆိုတော့ဘေဂျန်ကနေပြီးသူတော်တော်လေးတော့အလုံးလုတ်သွားနိုင်တာတွေ့ရသလိုကိုင်းနယ်ကကစားသမားနှစ်ယောက်ဖြစ်တဲ့ Whitechester Sky Sido နဲ့ဒါ Anso Fernandez တို့နှစ်ယောက်ရဲ့မနေ့ကပွဲစဉ်က ဘာဖော်မတ်ဘိုင်းဟာဆိုလို့ရှိရင်လည်းကျွန်တော်တို့အနည်းငယ်များဆိုလို့အနည်းငယ်မပေါ်ဘူးတော်တော်လက်ခံလို့ရတဲ့ဌာမျိုးမှာရှိပါတယ်။ကိုင်စီလိုဆိုလို့ရှိရင်လည်းမနေ့ကပွဲစဉ်မှာတော်တော်လေးအဲကွင်းလယ်မှာလှုပ်အားနှုံကောင်းကောင်းနဲ့ကစားနိုင်တာကိုတွေ့ရတယ်။တိုက်စစ်မှာတော့မနေ့ကပွဲစဉ်မှာခိုးပမားနဲ့ပတ်သက်ပြီးနည်းနည်းလေးကျွန်တော်အားမရတာရှိတယ်။ပဏာတိလွဲတာတစ်ပိုင်းပေါ့နော်။အဲသူအနေနဲ့နောက်ပိုင်းပွဲစဉ်ဒီမှာပွဲပန်းနေတာပဲလားဘာလားတော့ကျွန်တော်လည်းသေချာမပြောတတ်ပေမဲ့ကစားသမားကနည်းနည်းလေးအဲအနားယူဖို့လိုနေသလားပေါ့နော်။ ဇာတ်နေရာမှာလမ်းစမ်းတချို့မှုအပိုင်းတော်တော်လေးအားနည်းလာတာကိုကျွန်တော်မြင်တွေ့ရတယ်ဒါကို Marska အနေနဲ့ဘယ်လိုဖြေရှင်းမလဲပေါ့ပွဲပြီးတဲ့ချိန်မှာတော့ Marska က Palma ဒီကျွန်တော်တို့ဒီနောက်ပိုင်းမှာလည်း struggle လုပ်နေရတာမှန်တယ်သို့တော်လည်းပဲဟောပေါ့သူဒီထပ်ပို့ပြီးတော့လုတ်ပြခဲ့တာကြီးလည်းရှိတယ်ပြိသက်တွေအနေနဲ့သူ့ကိုနားလဲပေးစီခြင်းပါတယ်။ဘာညာဆိုပြီးတော့ပြောသွားတာရှိတယ်ပေါ့နော်။ဒါထားပါဖော်မားဒီပါပြောပြောချက်စီးတဲ့အများကြီးမျောလင့်ထားတဲ့ player တယောက်ဖြစ်တာနဲ့အညီပေါ့နော်။ခြေစွမ်းကတော့ ဒါတပွဲတတပွဲပိုကောင်းတဲ့ခြေစွမ်းမျိုးကိုပဲထိမ့်သိမ်းထားတဲ့လို့ကျွန်တော်ထင်တယ်။ဒါတပိုင်းပေါ့တစ်ဖက်မှာလည်းဒါမရီယာပွဲစမှာဆန်ချက်ပါဝင်လာခဲ့တယ်။ဆန်ချက်နေနဲ့ချိုးတော့ safe တွေကိုပြုလုပ်နိုင်ခဲ့တယ်ပေါ့နော်။ဆိုတော့ဒါနဲ့ပတ်သက်ပြီးတော့ဒါကျွန်တော်တို့ကပြီးခဲ့တဲ့ရှေ့ပွဲစဉ်တွေမှာရော်ဂျာဆန်တောက်လျှောက်ဆိုလိုပါလာပြီးတော့ဆန်ချက်ပါလာတဲ့အပေါ်မှာလည်းနီးပြတော့ဖြည့်ရှင်းသွားပါတယ်။အဲ့ဒါပါလဲဆိုတော့ရှေ့ပွဲစဉ်တွေမှာဆန်ချက်ကိုသူ့အနေနဲ့အနားပေးစီခြင်းနဲ့အတွက်ပေါ့နော်။ဒါအနားယူခိုင်းတာဖြစ်တယ်။ အခုတော့လုံလောက်ပြီးလို့ယူဆတဲ့အတွက်သူပြန်သုံးတဲ့ချိန်မှာဆန်ချက်အနေနဲ့ဒါချက်စီတင်းရဲ့ကိုဘောက်ကိုအကောင်းဆုံးကောက်ွယ်မှုတွေပြုလုပ်နိုင်ခဲ့တယ်လို့သူကတော့ဆိုသွားတယ်လာမယ့်ဂျာတာဘရီနီဒီမှာတော့ဘယ်ကိုသမားကို3မိနစ်စွာနဲ့ပတ်သက်ပြီးတော့သူမဆုံးဖြတ်ရသေးဘူးဆိုတော့အနေထားမျိုးသူကတော့ပြောသွားတာဖြစ်ပါတယ်ဆိုတော့ conclusion အနေနဲ့ချုပ်မယ်ဆိုလို့ရှိရင်တော့ဘာပဲပြောပြောကျွန်ရှိက Nottingham Forest နဲ့ပွဲတူဒါနှစ်မှတ်လောက်ပဲကွာရတဲ့အနေထားမျိုးဖြစ်လာတယ် နောက်မှလည်းအသင်းတွေကတော့အရန်တော့အမှတ်မပြတ်ဘူးဆိုပေမဲ့ချက်စီသင်းရဲ့ဒီယာဒီမှာကျွန်တော်တို့ပြည်သက်တွေအလိုချင်ဆုံးဖြစ်တဲ့အမြင့်ဆုံးရည်မှန်းချက်ဖြစ်တဲ့ပေါ့နော်ကျွန်တော် top 4ပေါ့အကောင်းဆုံးဆိုရင်တော့ top 3ပေါ့နော်အဲ့လောက်ဝင်မယ်ဆိုလို့ရှိရင်နောက်ရာဒီ Champion League ကစားရတဲ့ဆိုရင်ကိုပဲဒါ Chelsea တို့ရဲ့ image နဲ့ဒါအများကြီးလှုပ်လို့ရတဲ့အပိုင်းတွေအများကြီးရှိလာလိမ့်မယ်ဗျာဒီလားနော် sponsor တွေကအစနော်အများကြီးကအဆင်ပြေသွားမယ်ဆိုတဲ့အထမ်းဖြစ်တယ်ပြည်သက်တွေအနေနဲ့လည်း အတိုင်းအတာတစ်ခုကြီးကျင်းတဲ့အာရကြလိမ့်မယ်ဘာပဲပြောပြောကျွန်တော်ချန်ပီယံရှစ်ကနေပြီးတော့တက်လာတဲ့နီးပြတယောက်အနေနဲ့ဂျက်ဆီသင်းကိုအလောက်ထိဆွဲတင်နိုင်သွားတယ်ဆိုရင်ဒါအတိုင်းအတာတစ်ခုကြီးပြိသက်တွေလက်ခံမှာပဲအသင်းရဲ့ image လည်း ACC ပြန်တက်တယ်လှုပ်ချင်တာကြီးလည်းအများကြီးဆက်လုပ်နိုင်မယ်လို့ယူဆတဲ့အတွက်ဒီလိုမျိုးပဲဘာပဲပြောပြောဟို performance ဘိုင်းရအရန်ကြီးအကောင်းလာပါကြီးရဲ့မဟုတ်တော့ညာလဲနိုင်ပွဲတွေကိုဖော်ဆောင်နိုင်ပါစေလို့တောင်းဆုပြုနေတဲ့ဒီကနေ့ မနက်ခင်း view လေးတော့လောက်ပါပဲခင်ဗျာကျွန်တော် Chelsea အသင်းကလည်းသိရတိုင်းပဲကျွန်တော်တို့ဝေဒနာတွေပေးလိုက်နားပေးလိုက်ဆေးပေးလိုက်နဲ့ဆိုတော့ကျွန်တော်လည်းလောက်ရတာတော့နည်းနည်းတော့အားတက်လိုက်အားပြက်လိုက်ပါတော့ဒါပေမဲ့လည်းအကောင်းဆုံး Chelsea သတင်းတွေကိုတော့ကျွန်တော်အချိန်အပြည့်ကြီးတင်ဆက်ပေးနေပါမယ်ဆုံးနီကြီးရှုအားပေးကြတဲ့ brother ညီကိုပရိသတ်တွေအားလုံးကိုသူပဲကျေးဇူးတင်ရှိပါတယ်ခင်ဗျာအားလုံးပဲ see you next video ပါနော်